မင်္ဂလာပါရှင် KNGY ကရိုးရအစားအစာပြုလုပ်နေတင်တန်းအတွက်တင်တန်းသားတွေခေါ်ယူနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကယန်းမျိုးဆက်တဲ့လူငယ် KNGY အဖွဲ့အစည်းကပြုလုပ်တဲ့ရိုးရအစားအစာ ပြုလုပ်နေတင်တန်းအတွက်တင်တန်းသားတွေခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်အဆိုပါတင်တန်းကိုအကြက်တဲကာလအတွင်းလူငယ်တွေနဲ့အမျိုးသမီးတွေအတွက်မိမိကိုယ်ကိုခံနိုင်မြင့်တိန်ဖို့ တပိုင်းတနိုင်ဝင်ငွေရလုပ်ငန်းတွေဖော်ဆောင်နိုင်ဖို့အတွက်ဖွင့်လျက်တာဖြစ်တယ်လို့ဆိုထားပါတယ်။တင်နန်းလျှောက်ထားလို့သူအနေနဲ့အသက်20နှစ်အထက်ဖြစ်သူအ ਨੇ ဆုံးအချက်အပြုတ်ကိုစင်ဝင်စားသူတင်နန်းတက်ရောက်ပြီးမိတာစုဝင်အတွက်အသေးစားဝင်ငွေရလုပ်ငန်းဖော်ဆောင်နိုင်ဖို့စိတ်အားထက်တန်သူလူအများနဲ့လိုက်လျောငေးထွေးစွာနေထိုင်တတ်သူအစုဖွဲ့လိုက်လှုပ်ဆောင်နိုင်စွမ်းရှိသူ တင်နန်းအတွင် ချမှတ်ထားတဲ့ စီကံချက်တွေကိုလိုက်နာနိုင်သူသင်တန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတင်တန်းမှာလူဦးရေ90တာခေါ်ယူမှာဖြစ်ပြီးတင်တန်းကာလ9ရက်ကြာမြင့်မှာ ဖြစ်ကောအတွေ့အကြုံရှိတဲ့နီးပြတွင်နေသင်တန်းနှစ်ကျင်းခွဲပြီးလက်ခံသင်ကြားပေးမှာဖြစ်တယ်လို့အတိပေးထားပါတယ်။တင်တန်းမှာအစာပြေမှုတွေဖြစ်တဲ့မုံဟင်ခါအပူရှာပူရှမ်းခေါဆွဲကြာစင်ဟင်ခ ခောက်ဆွဲကြောပြုလုံနေနေမြမရိုးရာမုတ်ဖြစ်တဲ့ဤကြွယ်ပဲလေပဲပလာတာပဲလာမုတ်စမူစာဟင်းထုံမုတ်ဖက်ထုံဘိန်းမုတ်ကြောက်ကြော မုတ်ကြွယ်တဲ့မုတ်လိပ်ပြာပေယာကြောစရဲမုတ်တွေပြုလုံနေကိုတင်ကြားပေးမှာဖြစ်တယ်လို့ဆိုထားပါတယ်တင်နန်းလျှောက်လွာတွေကိုနိုဝင်ဘာလခုံရနေ့နောက်ဆုံးထားပေးပို့နိုင်ပြီးတင်နန်းအမခန့်ကြီး၃တောင်းချက် ထဲရမှာဖြစ်ကသင်တန်းပြီးဆုံးအောင်တက်ရောက်ပါကပြန်လည်ပြည့်အပ်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။